ိုင်ချစ်တော်ရင်ဒီနေ့တော့ဝဝံကစတားပြုတ်ကြော်ကိုအဖြူတယ်လေးပြုတ်ကြော်လေးလုံးမလို့ပေါ့နော် ဟန်ချင်းကြက်လေးဝယ်လာပါတယ်ဟန်ချင်းရဗမာကြက်လိုမျိုးလေအရန်မမာဘူးစီပီလိုလေအဲပျော့မသွားဘူးပေါ့နော်သူကအလေအလက်ပဲပေါ့နော်အဲကြတော့ဟန်ချင်းလေးဝယ်လာပါတယ်ဝယ်လာပြီးတော့အစုတ်သေးဖဲအကုန်လုံးတန်ရှင်းရေလောက်ပြီးတော့ပေါ့နော်ရေလေးကိုတေချာဆေးရေစစ်ထားလိုက်မယ်ပေါ့နော်ရေစစ်ထားတဲ့အချိန်ကိုဂျင်းလေးထောင်းထားမယ်ဂျင်းကိုအရင်ညှစ်ပြီးထည့်မှာဖြစ်တဲ့အတွက်အခွန်မခွာပါဘူးနော်အခွန်နဲ့ထောင်းမှမှွေးတာပါတေချာရေဆေးပြီးတော့ဂျင်းလေးကိုထောင်းထားလိုက်မယ်ပြီးရင်စက်သားလေးကိုရတာနေမယ်အချုံမုတ်စား ပင်ငံပြာရည်အကြီးရည်ပြီးရင်ဂျင်းလေးထောင်းထားတာရည်လေးကိုထည့်လိုက်ပါမယ်။ကဲပြီးတော့အလားလေးကိုနှံ့နေအောင်လို့နည်းလိုက်ပါမယ်။နည်းပြီးတော့တခါတည်းစီလေးထည့်ပြီးတော့15မိနစ်မိနစ်20လောက်ရတာလေးဝင်ထားဝင်သွားအောင်လို့ပေါ့နော်။အလားနှက်ထားလိုက်မယ်။စီလေးလေးနည်းနည်းပို့ထည့်မယ်ပေါ့နော်စီစမ်းစားဖြူလေးစားမှဆိုတော့လေ ကဲပြီးပြီဆိုရင်15မိနစ်လောက်နေပြီဆိုရင်ကြသားထွက်တဲ့အရင်နဲ့ပဲအရင်လုံးမယ်ပြီးပြီစီပြတ်ပြီဆိုကြမှာရေလေးနည်းနည်းထည့်ပြီးတော့တခါတည့်ထားလိုက်မယ်ပေါ့နော်စီလေးပြန်ပြီဆိုရင်တော့ဒါကတော့ရတာရှိတဲ့စတာပြုတ်ကြော်လေးရရတော့ပါပြီရှင်ကလေးတွေကြတော့လေဒီထဲမှာအချင်းကျသွန်ဖြူအဖတ်တေးဘာရညာရေးပိုင်းသူတို့တိတ်စားကျင်ကြဘူးပေါ့နော်အဲ့ကြတော့ဝမ်ကဒီနေ့အဖြူတယ်လေးနဲ့ရိုးရိုးလေးပဲစီလေးနဲ့လုတ်ပေးရပါလို့ချစ်တဲ့နော်ဝမ်ရဲ့ post တွေကိုတယ်လီပို့မင်းနဲ့နော်